Arsenal အသင်းဟာအခုအပြောင်းအရွှေ့ရာသီမှာ တိုက်စင်မှုတို့ဦး white winger တဦးနဲ့အတူတူ စာကာရဲ့အရန်တောင်မန်ကစားသမားတဦးစုစုပေါင်းတိုက်စစ်နေရအတွက်3ဦးကိုအားဖြည့်ခေါ်ယူသွားမှာဖြစ်တယ်လို့နာမည်ကျော်သတင်းတောက် David Onstein ကအတည်ပြုပြောကြားလိုက်ပါတယ်။ David Onstein ဟာ Athletic သတင်းဌာနရဲ့ပင်တိုင်သတင်းတောက်တဦးဖြစ်ပြီးတော့ Arsenal သတင်းတွေနဲ့ပတ်သက်လို့ရှိရင်တတော်လေးယုံကြည်စိတ်ချရသူဖြစ်ပါတယ်။ပြီးတော့ rumors တွေကိုထုတ်တာမျိုးထက်ဖြစ်နိုင်ခြေတွေကိုခန့်မှန်းပြီးတော့သတင်းသုံးသပ်မှုတွေကိုတင်ဆက်ပေးတယ်။တကယ်ဖြစ်ပျက်ပြီးသွားတဲ့အရာတွေကိုအတည်ပြုပေးတယ်။အဲ့ဒီလိုမျိုးထိတ်တန့်သ တင်းတောက်ဖြစ်တဲ့အတွက်ကြောင့် Onstein ရဲ့အခုခံမှန်းချက်ဟာလက်တွေ့ဖြစ်ရတဲ့နီးစပ်ဖို့ရာခိုင်နှုန်းတော်တော်လေးများပါတယ်။ Arsenal ပြည်သက်တွေတော့တော်တော်လေးဝမ်းသာစရာကောင်းတဲ့အခြေအနေလို့ပဲပြောရမှာပါ။ Onstein ရဲ့ပြောကြားချက်ထဲမှာ Saka ရဲ့အယံနေရာကိုလည်းတောင်ပန်ကစားသမားတယောက်ခေါ်မယ်ဆိုတဲ့အချက်က လက်ရှိထွက်နေတဲ့သတင်းတွေနဲ့ဆိုလို့ရှိရင်နည်းနည်းလေးထူးခြားရလို့ပြောရမယ်။ Brandford အသင်းရဲ့ Ambu Mogo စိတ်ဝင်စားခဲ့တာကလည်းဒါကြောင့်ဖြစ်တယ်ဆိုပြီးတော့ထည့်သွင်းပြောကြားလာပါတယ်။ကျွန်တော်တို့တွေတောက်လျှောက်ရခဲ့တဲ့သတင်းတွေကိုပြန်ကြည့်လို့ရှိရင် Arsenal ကတိုက်စင်မှုတယောက်ကိုခေါ်မယ်။ Benjamin Sesko သို့မဟုတ် Vidi Jorgres ဖြစ်တယ်။ပြီးတော့တာမန်ကစားသမားတဦးခေါ်မယ်။ဘာကြောင့်လဲဆိုတော့ Martinelli Trossard တို့ရဲ့အချမ်းကတော်တော်လေးကိုအားနေနေတာ哦ဒါပေမဲ့စာကာရဲ့အရန်ကိုခေါ်ယူမယ်ဆိုတဲ့ကိစ္စမှာတော့နည်းနည်းလေးဝေဝါးဝါးရှိရဲဘာကြောင့်လဲဆိုတော့ တောင်ပံကိုနှစ်နေရာခေါ်မယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့အရှိပိုင်းသတင်းတွေမှာသိပြီးမတွေ့ခဲ့ရအောင်ဆိုတော့တောင်ပံကစားသမားတယောက်ခေါ်ရင်လည်းခေါ်မခေါ်လို့ရှိရင်လည်းစာကာရဲ့ backup အနေနဲ့တယောက်ခေါ်ပြီးတော့လက်ရှိအတောင်ပံအတွဲဖြစ်တဲ့ Trossard Martinelli ကိုပဲဆက်ပြီးတော့သုံးသွားမလားဆိုတဲ့အတွေးတစ်ခုကပြည်သက်တွေစီမှာရှိတယ်။သတင်းတွေမှာလည်း ်အခု onstein ပြောသလိုမျိုးတာမန်ကစားသမား2ဦးခေါ်မယ်တဦးကတော့ wide area မှာကစားပြီးတော့တဦးကတော့စာကားရဲ့ backup ဖြစ်တယ်ဆိုတော့တိကျတဲ့မှန်းဆမှုမျိုးကိုသိပြီးမတွေ့ရပါဘူးဆိုတော့ဒီအချက်ဒီတော်လေးကိုစိတ်လှရှားစရာကောင်းတဲ့အခြေအနေဖြစ်တယ်နောက်တန်းမှာကစားသမားအသစ်ခေါ်ယူမှုမရှိပေမဲ့ လော်လလက်ဂါဘရီယယ်မဂဟေးစ်ကိုစာချုပ်ချုပ်ထားတယ်။ကွင်းလယ်မှာလည်းရှီရင်ဆွဲကောင်းနေတဲ့အထိုင်ကိုဆက်ပြီးထိန်းထားဖို့ကြိုးစားနေတယ်။အသစ်ခေါ်ယူမှုအဖြစ်မာတင်ဆူပီမန်ဒီရောက်လာဖို့ရှိနေတယ်။ဒီလိုအနေအထားမျိုးမှာတိုက်စစ်မှုတဦးကိုခေါ်ပြီးတဲ့အပြင်တာမန်ကစားသမား2ဦးအထိဖြည့်မယ်ဆိုတဲ့အချက်ကတော့အာစနယ်အသင်းအတွက်တော်တော်လေးကိုအင်အားပြည့်ဝသွားစေမှာဖြစ်ပါတယ်။တိုက်စစ်မှုနေရာနဲ့ပတ်သက်ပြီးတော့လည်းအွန်စတိတ်ကအဓိကပြစ်မှတ်များကတော့ Sasco နဲ့ Videographs တို့ဖြစ်တယ်ဆိုတာကိုထပ်မံပြောကြားသွားတဲ့အတွက်ကြောင့်တခြားနေရာတွေကရနေတဲ့သတင်းတွေနဲ့ပြန်ပြီးချိန်ချလို့ရှိရင်လည်းတူညီနေတာကိုတွေ့ရပါတယ်ဒီတော့သတင်းတွေအကုန်လုံးကိုပြန်ပေါင်းလိုက်လို့ရှိရင်တော့တိုက်စစ်များဦးမှာ Benjamin Sasco နဲ့အဓိကဆွေးနွေးနေပြီးတော့အရန်ကတော့ Videographs ဖြစ်မယ်စာကာရဲ့အရန်နေရာအတွက်တော့ထွက်နေတဲ့သတင်းတွေနေရာကြည့်ရမယ်ဆိုလို့ရှိရင်လွတ်ပြောင်းရွှေ့ခြင်းနဲ့ရနိုင်တဲ့ Bayern Munich ရဲ့စာနေဖြစ်ဖို့များတယ် ဘဲဘက်ချန်ကတော့ရိုဒရီဂိုရာဖီလီယာအိုဂျီမီကက်ဒန်အစရှိတဲ့ကစားသမားတွေကိုသတင်းတွေတော်တော်များများမှာတွေ့နေရပါတယ်။ဘာရီဆက်ဖြစ်လာမယ်ဆိုတာကတော့ပိုပြီးစိတ်ဝင်စားစရာကောင်းလာပြီးတောက်လျှောက်ငြိမ်နေခဲ့တဲ့အာစနယ်အသင်းရဲ့အပြောင်းရွှေ့တွေကပြန်ပြီးလှုပ်လာတယ်လို့ပြောရမယ်။ဘာကြောင့်လဲဆိုတော့များသောအားဖြင့် level အရင်မမြင့်တဲ့သတင်းဌာနတွေ local outlet လေးတွေကထွက်နေတဲ့သတင်းတွေနဲ့ပဲရင်မောနေရတဲ့ပရိသတ်တွေအတွက် Fabrizio Romano, David Ornstein တို့လိုမျိုးတကယ် credit level အမြင့်ဆုံး sport journalist တွေကထုတ်နှုတ်ပြီးတော့ပြောတဲ့အချက်တွေဖြစ်တဲ့အတွက်ကြောင့်ပရိသတ်တွေအနေနဲ့အတည်ယူလို့ရနိုင်တဲ့ယာကိုင်းနှုံးကတော့ပို့ပြီးမြင်မလာတာဖြစ်ပါတယ်။ Arsenal သင်းပရိသတ်တွေအတွက်လှုပ်နှိုးလိုက်တဲ့ညနေခင်းသတင်းတပုတ်လို့ပြောရမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။